Operator, operator. Ini nama roda pausa signature. ပြောလို့ရတဲ့ဟာရဘူဇာနဲ့တဖက်မှာတော့ယိုရီဒီ gain number 2မှာလည်းရေစရှင်းကိုထပ်မံပြီးတော့အသုံးပြုလာခဲ့ပြီဗျာအဲ့ဒီကောက်မှာတော့ PA7 အဲဒီ grow net ဒီ leader faster ဆိုတော့ယိုရီအတွက်လည်းဒီပွဲကပိုပြီး damage ပေးရတာပိုအစင်ပြီးလာမဲ့ပွင့်တဲ့ပွဲဖြစ်မဲ့လို့တော့ထင်တယ်အဲ့တော့မှ2ဒီ side to side မှာပေါ့နော် goal line နဲ့ off ကို the fighter တွေဒီပဲပေးပြီးသွားထားတာဖြစ်တဲ့အတွက်ကြောင့်မလို့ AOE မှာရော damage ဘိုင်းမှာရောအတော်လေးကောင်းနေတဲ့ AI e-sport ရဲ့ early mid game ကအစင်ပြေလာမလားဒီ game ကိုပြန်လဲပြီးတော့ control လုပ်သွားပြီးတော့အနိုင်ပွဲရလက်တစ်ခုစီကိုပြန်လဲဦးတည်လာနိုင်မလားဆိုတော့စက်ကြည့်ရအောင်ပဲဗျာ ဲ့တော့ကျွန်တော်လောဆယ်ကတော့ပလာတင်အသင်းအနေနဲ့တစ်ဖက်က AI site နဲ့ site ကိုသွားပြတိတ်တောင်းလို့ဖို့အတွက်ကတော့မလွယ်ဘူးပေါ့နော်ဒါပေမဲ့အဲ့အချိန်မှာ AI အသင်းအနေနဲ့သူတို့ရဲ့ impact ဘာဒီများတည်ဆောင်လာနိုင်မလဲဆိုတော့ကြည့်ရမယ်လောဆယ် T-Cross ကို early day ကဦးချိုးထားတဲ့အချက်ဒုံမိုးကျွန်တော် mid game ပဒေရီတာဂက် objective 5တွေကြာရင်တော့ UNS နဲ့ကောင်းကောင်းနှောက်လို့မရတော့ဆိုတဲ့အချက်ကိုဒီလိုမျိုးကျွန်တော် AI အသိအနေနဲ့အသုံးချနိုင်မလားဆိုတော့ကြည့်ရမယ်ဗျ။ Mexico တိုင်းကလည်းကျွန်တော် D-Drop အနေနဲ့တရားတစ်ခါလောက်ကြာထားရဆိုတဲ့အချိန်မှာသူက Dragon Tail တွေ Soul Grip တွေနဲ့ပြန်ပြီး control လုပ်ရတော့တော်တော်လေးကတော့အဆင်ပြေတယ်။ င်းအင်းကဲအနံပါတ်အော်ရူကီတီးဇီစတန်နီဂျားထဲမှာအဲ့ဒါဒေမေ့ချ်နှစ်ချက်လောက်တော့ထပ်ပြီးတော့ဝင်လာလဲမယ်ဆိုရင်တော့ရူကီတီးဇီပါထပ်တောင်းသွားနေတယ်ဗျာအာလီဒေမေ့ချ်မှာတော့ကျွန်တော်တို့ထင်ထားတဲ့အတိုင်းပဲဖာဆာအဲ့ဒီဘက်မှာဂရော့ဒေမေ့ချ်အတော်လေးကောင်းနေတယ်လို့ယိုရီကပဲ level 4တိုင်မဲ့တခုကအရင်ဆုံးရခဲ့မယ်ဆိုရင်ဂိမ်းကတခုမှအောင်မြင်သွားနိုင်တဲ့အသင်းကလေ AI eSport ဖြစ်သွားနိုင်တယ်ဗျာကျွန်တော်တွင်တွေ့ရသလောက်ဆိုရင်တော့ platin အသင်းအနေနဲ့သူတို့ drama တွေကဘိတ်ွားခဲ့တာတယ်နော် UNS ကိုအရင်ဆုံးပိတ်ထားပြီးတော့ဒါ PS ပဲထွက်လာတော့မလို့လို့ဘာလို့လို့နေတာသူတို့နေနဲ့နောက်ဆုံး last bit မှာဟာရာဘူးဆာကိုပြန်ပြီးတော့ပစ်သွားခဲ့တယ်ဟာရာဘူးဆာဒီကျွန်တော်ရီဆ န်ရှင်းတို့ဖာစာရို့တော့လွဲတကူကြီးနိုင်ခဲ့မယ်ဆိုရင်ဖလန်ကလေးတစ်ပေါက်ကတော့မြင်တွေ့ရဖို့အတွက်ကတော့လိုမယ်ဗျဒါပေမဲ့လောဆယ်ကတော့ပလာတင်တန်ကင်းတွေတော့တိတ်အများကြီးမလာဘဲနဲ့ပဲလောဆယ်ကတော့ certified ခုကိုကောင်းတဲ့ဆိုင်ဒေတာတစ်ခု PA7 တော်လေးတော့တွင်းနေသွားပြီဗျ BS နော်ဂန်ကတစ်ခုလာခဲ့တဲ့အနေထားတစ်ခုမှာတော့ပေါ့ဒီဘက်က PA7 ပေါ့တော်တော်လေးတော့တွင်းကိုင်းသွားတဲ့အနေထားပါဒါပေမဲ့ first start နားမှာ position အသေးသေးပြန်ယူထားနိုင်နေတယ်ပဲဒီဘက်မှာလည်းနော်အလီဒါရဲ့ SYD ဓာတ်ထဲမှာနောက်တဒီ Messi ရဲ့ Black Dragon Fountain နဲ့တူပဲဒါတဲ့ position ကအတော်လေးကိုတာသွားတဲ့နောက်မှာ retribution မရရဲ့အပြင်ပေါ့ဆာပါထပ်ပြီးတော့ကြာသွားတယ်ဗျဒီကတော့ကျွန် က်ဇီအနေနဲ့ပိုဇီရှင်သွားပြီးတော့တိနေခဲ့တာပေါ့နော် Dragon Fang နဲ့သွားပြီးကြီးတဲ့အချိန်မှာမရရအောင်နော် PS လာပြီးတော့ try လိုက်သေးတယ်ဆိုပေမဲ့သူ Grand Hero K ပြန်ပြီးတော့ပေးထားရသေးတယ်ထိခိုက်မှုကတော့အရင်ကမကြီးမအောင်ပြန်နော်ရရင်တော့ယူလိုက်မယ်မရဘူးဆိုရင်တော့ဒါသူ့အနေနဲ့ Hero K ပြန်ပြီးတော့ပေးလိုက်ရတယ်ပေါ့ဒီကတော့ Crash Hero လေးမမီွားခဲ့တော့တော်တော်လေးကတော့နှမျောဖို့ကောင်းတယ်ဆိုပေမဲ့လို့ AID ဒီ game number 2မှာတော့သူတို့ရဲ့ early time ပဲ serve တွေဟာတော်တော်လေးကတော့အသာသီးတော့ရနေရပြန်ဟုတ်တယ်ဒီဒီ game number 2မှာတော့ game number 1နဲ့မတူဘဲနဲ့အရင်ဦးဆုံးပါတော့ hero game မှာဦးဆောင်ထားနိုင်နေတယ်ပဲဒါတဲ့ objective မှာလည်းအရင်ဆုံးရထားတဲ့ AI eSport ဒီနောက်ထပ်လာမယ့်ဒီ main game တိုင်းတစ်ခုကိုပါဆက်လက်ပြီးဦးဆောင်သွားနိုင်မလားဆိုတော့ထက်ကြည့်ရမယ်เนาะဒါပေမဲ့ဒီပွဲမှာကျွန်တော်ဟိုးပြောရေးဆိုတဲ့ PL ဒဲမစ်လေးတွေကြားထဲမှာတော့ PA 7လေးတွေတော့ပြန်ပြစ်ကြားလိုက်ပြီဗျာပြောမလို့ဘောနော်ဒီပွဲမှာကျတော့အားလေးမှာကျတော့ပလာတင်ကအရင်လှုပ်လို့ရမှာမဟုတ်ဘူးသူကဒီ CC တွေနောက်မှ Champion Damage တွေအဲ့ဒါတွေပြန်ထွက်လာမှာလှုပ်လို့ရမှာပြောရဆိုရင်တော့ Leader ဒီ Bloy Flick က IMH ကြားထဲမှာတော့ပြန်တောင်းသွားတယ်ဗျာ Sanguine Glory ရော Impact တွေရောနောက်မှ Champion Damage တွေရောစားလိုက်ရတယ်ပါတယ်ဆိုတော့ AI ဝဲကျင်3မိနစ်မှာချက်ချင်းပဲ Hiroki နှစ်ကောင်ပြန်ပေးလိုက်ရတော့ဘလို့မှမတန်ဘူးဗျာ Champion Glory ရဲ့ Combination တစ်ခုတော့သွားပြီးမြေတွေးလိုက်ရပြီ UVA Position ကို Sonata နဲ့သွားပြီးတော့တွေ့သွားတယ်ဆိုတော့တော်တော်လေးတော့ကောင်းသွားခဲ့ရဗျာအဓိကလည်းအရင်ဆုံးဝင်သွားခဲ့ ဲ့ Yuki DC ဆိုရယ် Yuri လက်အញ្ញိုင်းတော့လုံးလို့တော့မရဘူး။နောက်ပိုင်းဆိုင်တော့ကျွန်တော်တို့ event ကြီး Battle Combination ဝင်လာတဲ့အချိန်ချင်းတစ်ဖက်က Cherry Judy ရဲ့ position ကို Avatar ရဲ့ position ကိုကြည်ပေးနိုင်မလားဆိုတော့ကြည့်ရမယ်ဗျာ။လူမျိုး Granger နဲ့ Sicilian တွဲလုံးလေးကြီးကျွန်တော် RAM မှာလည်းမြင်တွေ့ရလိမ့်ရှိတယ်။တစ်ခါလေးကျရင် Sound Claw နဲ့ Jet Sonata နဲ့ပေါင်းတဲ့အကွက်လေးကြီးပေါ့နော်။ဟုတ်တယ်။အဲ့တော့အားလေးတော့ရမ်း damage ရမသိတာဘူးဆိုပြီး main game လေ game ကြီးတို့တို့ထွက်တင်ထွက်တတ်တဲ့ item ၃ချောင်း၃ချောင်းနဲ့ stat တွေ stat တွေ stat တွေဒါထွက်လာခဲ့မယ်ဆိုတော့အများကြီးတော့ Granger ရဲ့ stat အဲ့တော့ Sicilian stat item stat နောက်တော့ဒီနောက်တော့ဒီ item တွေပဲထပ်ထွက်သွားမယ်ဆိုတော့ပူကောင်းသွားမှာ ါ့နော်အဲ damage ကြီးကြားရဲမှာလို့ AI တော်တော်လေးခံရမယ်လို့တော့ထင်တယ်အဲ့ timing တခုကိုမမှန်ဖို့နော်မခံရဖို့ယူ AI တော်တော်လေးကို early game မှာကနေဆက်ဖြတ်ထားနိုင်တော့အကောင်းဆုံးပဲဗျာရှေ့တမစပယ်တွေတော်တော်များများပေးလိုက်ရတယ်ဆိုတဲ့အတွက်ကြောင့် PA7 flicker နဲ့ပါထပ်ပြီးတော့ပဲ fallback ခဲ့ရတယ်ဒါနဲ့ objective မှာတော့ spare cast မရှိတော့ဆိုတဲ့ဂျာတမတိထား win my win နဲ့ fallback ချင်တယ်ဆိုပေမဲ့လို့ PS ထမှန်ပြီးတော့အဆုံးသတ်ထားပေးသေးတယ်ဗျာ AI အနေနဲ့ကသူတို့ early timing လေး early battle setup လေးမှာခလာပပလေးဖြစ်ခဲ့တယ်ဆိုပေမဲ့ main game timing လေးကိုစတင်ပြီးတော့ဝင်တော့မယ်အချိန်လေးမှာတော့စတင်ပြီးတော့ယူရင်းလာတာလေးကိုတွေ့ရတယ်ချိန်တူတ AI ကလည်းဒီအချိန်မှာသူ့ရဲ့ boss fight ဖြစ်မယ်ဆိုတဲ့ movement လေးတွေကိုစတင်ပြီးတော့ဝင်လာဖို့အတွက်က2မိနစ်ပဲလိုတော့တယ်ဗျာ AI e-sport အနေနဲ့တန်ဖို့မထိန်နိုင်သေးဘူးလို့ပြောရမလားပေါ့နော်အားလေးမှတော့တကယ်ကိုကောင်းခဲ့တဲ့ impact တွေနဲ့ထွက်လာခဲ့တယ်ဆိုပေမဲ့ဒီတန်ဖို့ထပ်ပံပြီးတော့မထိန်ထားနိုင်ရင်လည်း hero key အပြန်ပေးလိုက်ရတယ်အဲ့နောက်မှာ second tier တွေကိုပါပြန်လည်ပြီးတော့လက်လွတ်ပေးရတော့မယ့်အနေအထားတစ်ခုဗျာ Emily Yuri နော် Lady Z နဲ့အတူနောက်မှာလည်း Messi Black တို့ကို founding ကြားထဲမှာ data တွေမရရအောင် ီဒီဗီရှင်းပြန်ပေါက်ဖို့တော့ကြိုးစားနေသေးတယ်ဗျပေါက်ဆောက်မက်ဆီတောက်လျှောက်ကိုရှာပေးနေဟိုဘက်မှာလည်းတောက်လျှောက်ပဲယိုရီဒဲမေ့ဂျ်တင်ကြားထဲမှာတော့ objective ကတော့ AI e-sport အတွက်ပဲဗျအဲ့မဲ့ဒီဘက်မှာတော့ပြန်ပြီးတော့တဖန်ပြန်ပြန်ပြီး damage ပေးတဲ့အနေထားမှာတော့ချယ်ရီဒီဒဲမေ့ဂျ်တင်ကြားထဲမှာမက်ဆီပြန်ချရတယ်ဗျအဲ့ဒီမှာ image တောက်လျှောက်ပြန်ကားနေဆိုပြီး develop အဝင်နောက်မှာချယ်ရီဂျူတီအပါတ damage တင်ကြားထဲမှာတော့ AI ဘလုံးမဘတ်တယ်ဆိုင်လို့မရပဲနောက်ကိုပြန် fall လိုက်ရပါတယ်မရဘူးဗျာနော်ချယ်ရီဂျူတီကလုံးဝ free hit ကြီးကိုဖြစ်နေရဆိုတဲ့ပုံစံမျိုးတော့ AI အကောင်းကောင်းယူတော့ခံနေရတယ်ဗျဒါပေမဲ့ AI သည် objective fight တွေတိုင်းမှာသူတို့ရဲ့ battle setup တွေကတကယ်လို့တည်တည်တသာထင်ထင်ရှားရှားကိုကောင်းနေတယ်ဒီကော ကြောင့် Messi အနေနဲ့ PS ရဲ့ position ကိုတောက်လျှောက်ဆိုသူလိုတွားပြီးထိန်းထားတဲ့အချိန်မှာ notification ကကျင်းနေပေါက်ကိုတော့ဖြစ်သွားခဲ့ပြီဗျာအဲ့တော့ AI အနေနဲ့ objective တွေပိုက်ဆိုင်ထားတဲ့အချက်တွေကိုတို့ဘာတွေများ advantage တွေယူဆောင်လာနိုင်မလဲဆိုတော့ကြည့်ရမယ် platinum အသေးအနေနဲ့တော့တို့မသေးချင်တော့မလုပ်ဘူးဗျာနော်ဟုတ်တယ်အဓိကမသေးချင်ရင်မလုပ်တာပဲအကောင်းတယ် first start တွေကတော့တို့နည်းနည်းစမ်းကြည့်လိုက်သေးတယ်ပေါက်စားကရန် risk ယူပြီး division လာပေါက်ဖို့တော့ကြိုးစားတယ်ဒါပေမဲ့အဆင်မပြေခဲ့ဘူးအဲ့တော့မှ second start တွေမှာတို့တော့မလုပ်လိုက်ဘူး image Messi နှကောင်ပေါင်းထားတယ် fighter နှကောင်ပေါင်းထားတယ်ဒါပေမဲ့ဒီ cherry beauty လေးကိုမရလိုက်တာလေးကတော့အတော်နှမျောဖို့ကောင်းတယ်ဗျာအားလေး game မှာ

တာနေခဲ့တဲ့ AI eSport အနေနဲ့ပြက်ပြက်တတ်တတ်မတာနေတဲ့အနေအထားတစ်ခုမှာတော့ဒီ mid game နေနောက်ထပ်နောက်ထပ်လာမယ့် late game တွေမှာတော့ AI eSport တကယ်ဟိုအနေများပါတယ် KJ ဒီမှာတော့ flick ကမရှိတဲ့ဒါ time တစ်ခုကတော့သူနည်းနည်းလေးတော့ရင်ဆိုင်အောင်မယ်ပေါ့နော်2မိနစ်ဝင်းကျင်လောက်ကတော့သူနည်းနည်းလေးတော့ position ကတော့ view တော့စိုက်ရမယ်ဒါပေမဲ့ဒီအချိန်မှာအဘာတာအောင်လဲမိထားလို့တော့မရဘူးနော်ဘာတာလဲသူ့ရဲ့ fan miss ပြရတော့အပြည့်အဝရထားရလို့ကျွန်တော်သတ်မှတ်လို့ရတယ်ဗျာ KJ ဒီအချိန်မှာ sky ps ဟန်စတရိုက်ပြီးွားခဲ့ပြီဆိုတော့သူအတွက်ကတော့ battle combination ကြဖို့အတွက်ကတော့တော်တော်လေးတော့အဆင်ပြေတဲ့အချိန်လို့တော့ပြောလို့ရရမယ်ဒီ block မှာလဲ oracle ပြီးွားရပြီဗျာအဲ့တော့ဒီအချိန် မှာပလာတင်အသင်းအနေနဲ့သူတို့ရဲ့ team fight combination ဗရယ်ဆက်ရက်လေးတွေကိုပြီးစောင်းမယ်ဆိုရင်တော့အကောင်းဆုံးအချိန်လို့တော့ပြောလို့ရဟုတ်ပါရဲ့အဲ့တော့လက်ရှိမှာတော့ AI eSport เนาะကျွန်တော်ဒီ game number 1လို့တော့ပြန်တော့ဖြတ်နေ game number 1တော့လည်းသူတို့ဟိုကိတွေပြန်ပေးလိုက်ရတယ်သို့တော့ object တွေလည်းတော့ပြန်ရတယ်ဆိုတော့ network ကမှလည်းပြန်ပြီးတော့ညှိထားနိုင်တဲ့အနေအထားတစ်ခုပေါ့เนาะအဲ့ဒီနောက်မှာနောက်ထပ်နောက်ထပ်နောက်ထပ် object တွေနေအတူပဲ first loss ဆိုတဲ့အရာမျိုးထိပါအသေးချာလေးရရှိသွားမလားဆိုတော့ထပ်ကြည့်ရမယ် မရဘူးအနေငယ်လွဲချော်သွားခဲ့ပြီဆိုတော့ပွဲရဲ့ပွဲရဲ့ defend တကူကသူတို့ပိုတိုင်းပေါ့တော့ပြန်ပြေးရောက်ပြီးတော့ရကိုင်းတော့များရတယ်ဗျအဲ့ဒီဒါတကူမှာတော့အောက်မှာရှိနေတဲ့ cherry qd လေးကိုတော့ကီးပြန်ရောက်ယူထားနိုင်တာတော့ ai esport အကောင်းဆုံး chat ပြန်နောက်တဲ့ rookie tz ကိုပါထည့်ရလိုက်တယ်ဗျ even g a leader ရဲ့ combination နေနဲ့တဆင့်ပဲတစ်ဖက်မှာတော့ကျွန်တော် outland ကဒါ roma နဲ့ goal line ကိုရလိုက်တယ်ဆိုတော့ ai ဘက်ကတော့ troll လေးကို fly သွားခဲ့ပြီ messi တောက်ဆောက်ဆိုတော့ control လုပ်ဖို့တော့စူးစမ်းနေ seven claw power နဲ့ double dragon fall ဆက်ချင်းဆိုသူတို့တော့ပေးလိုက်ရပြီဗျ claudin သင်းဒီအချိန်မှာ objective ကိုတော့ရအောင်လို့ယူထားပါသေးတယ် bs retribution တေးချ ာဘူးပေးထားရင်လည်းလိုအပ်နေတဲ့တာတယ်လေးကိုပြန်ရခဲ့တယ်ဗျာအဲ့တော့မဒီပလော့ရဲ့ပုံစံချင်းတဲ့ဘတ်တာဆန်ကွက်ကလော့အင်ပက်တီးတဲ့ဒီမှာမန်စီ ြန်ပေးလိုက်ရတယ်ပဲ image ပြန်ရောက်လာတယ်ဆိုပြအတော်လေးနောက်ကျနေပြီယိုရီယားမှာမသိအောင်တမယ်ပဲတီပလော့ AC လေးပဲပြန်ပြီး folder နိုင်တယ်ပဲ collade တာတယ်နဲ့ဒီ video key အများကြီးဖက်ရတယ်ပဲ image ကြီးဟိုပါထပ်ပြီးတော့ထိန်းထားလိုက်ပြီဗျ MVP ကနေနောက်မှာ Vada တောက်လျှောက်ပြီးရတဲ့ damage တွေနဲ့တူပဲအတော်လေးကိုကျွန်တော် AI eSport အနေနဲ့ damage ကိုခံစားလိုက်ရတာဗျမသိအောင်တမယ်ကိုပြန်ပြီး folder နေရတာပါဒါတော့မှဗတဲ့မပြီးသေးဘူးတီပလော့ထပ်ပြီးတော့ line နေသေးသလိုယိုရီယား blue back ကိုပါထပ်ပြီးတော့ထိန်းထားနေတယ်ပဲ AI eSport ဒီတာတယ်နဲ့ဒီ video key တွေပြန်မပြီးသေးဘူး make a first tower တွေနောက်တဲ့ယိုရီယား blue back တွေအထိပါ live ပွဲထည့်ပေးလိုက်ရရင် ဲ့ network ကမှလည်း 1G ကျော်ပြင်ပစ်သွားပါပြီပထမတစ်ခါတည်းကကျွန်တော် UNS D block တွေနဲ့ spare case တွေအများကြီးတောင်းပါခဲ့ရတော့ but instant နောက်တစ်ခါထပ်ပြီးတော့လာလို့ခုအတွက်ကတော့ planning တော်တော်လေးကိုအဆင်ပြေနေရဗျ but setup တွေကတော့တော်တော်လေးကို structure ကျနေရလို့ပြောလို့ရရဆိုတော့ AI မှာလူမျိုး gain နဲ့မဝန်းတော့လို့ပုံစံမျိုးတွေကိုထပ်ပြီးတော့ရုံထွက်နိုင်အောင်လို့သူတို့ရဲ့ planning နေတီဘာတွေများရှိမလဲဆိုတော့ကြည့်ရမယ်ဗျ but setup မှာ UUD အရင် damage output ကပေးလို့မရအောင်ဖြစ်နေတယ်ဒီအချိန်မှာတော့ဘသူကကျွန်တော်တို့လူမျိုး damage output တွေကိုထပ်ပေါင်းထည့်ပေးမလဲဆိုတော့ကြည့်ရမယ်ဗျ PA7 တနော်တိချက်လေးနဲ့နောက်ကနေပြကျွန်တော်အလီဒါရဲ့ ဲ strike လေးတာလုံးဖြစ်ခဲ့မှာဆို cross passer ဆိုတာသူတို့ရဲ့တွဲလုံးတစ်ခုကတော့ရှိခဲ့တယ်ဗျာနော်။ဒါတွေကိုအသုံးချနိုင်မယ်ဆိုရင်တော့မစိုးဘူး။တော့လေ AI နေနေအောင် objective တွေကိုဆက်လက်ပြီးတော့ပဲဒါစောင့်နေသေးတာ။ Hey, enemy image ကြီးကိုပြေးပြေးထိန်းလာလို့နောက်မှလည်း၃ယောက်ကဲ damage ကလည်းပတ်တီလေးကိုချနေ enemy image ကြီး။ မလင်းလေးပြန်ပြရှိသွားလို့နော်စကေတူလေးပါလေးပြန်ကြံသွားလို့ကံကောင်းသွားပြီအော်အောက်မှာတော့ဒီချိန်နေမှာနော် AI eSport အသေးချာလေးကိုခွင့်ကောင်းယူထားရင်းနဲ့ဒီဘလော့ရဲ့ကင်းနဲ့တူအပေါ်လေးရဲ့ second tower ပေါ်ပေါ်ပြန်ရလိုက်တာလေးကတော့အတော်တန်နေဗျဒါပေမဲ့လည်း make first tower နေနဲ့တူဒီအောင်လင်းရဲ့ဒီ lane creep ဘိုင်းနေပြန်ပြီးအရှင်းခံရတဲ့နောက်မှာတော့အဲနည်းနည်းဟိုဘယ်လိုမျိုးအရန်တော့မတားသေးဘူးဒါပေမဲ့နည်းနည်းတားတော့တားတယ်အရန်တော့မတားသေးတဲ့အနေအထားမျိုးတော့ပြန်ဖြစ်နေရပါတော့အဓိကဗဒင်ဆိုင်တဲ့အချိန်မှာအရန်အချိန်မကြသေးတဲ့ပုံစံမျိုးကိုတွေးရတယ်ပေါ့နော်ဒါတခြားတိုင်ပင်နေအပိုင်းမှာတော့ AI အနေနဲ့ကတော့လုံးဝသူတို့အနေနဲ့ဘာမှသိကြောစရာတော့မရှိဘူး ပြန်နော်။ဒါက objective တွေသွားပြီးယူတာလေ။ဒီမှာကျွန်တော်တို့ရဲ့ mechanic micro macro movement အလုပ်လုပ်ပုံတွေကတော့တော်တော်လေးတော့အဆင်ပြေတယ်။ air strike တော်ကြီးကိုနာတယ်နော်သူတို့ဘက်လောက်ပဲကြံတော့တယ်ဆိုတဲ့အခြေအနေသွားပြီးကျင်းရမယ်ဆိုတော့ glowing one နဲ့ divine clip နှစ်ခုပဲရှိသေးရယ်ဆိုတဲ့ leader ကြီးကနေပြထွက်လာတဲ့ damage output တော်လေးကိုတော့ကြောက်ဖို့တော့ကောင်းတယ်လို့ rookie dd ကျွန်နဲ့ leader တို့မှ question ro ps pa စဲတော့သွားပြီးမိထားသေးရယ်ဗျာ member rookie dd ထပ်ပြီးတော့ထိန်းထားလို့ aog ပါကြံနေခဲ့တဲ့အတိုင်းတော့ဒီကဘက်တဲဆပြီးမေးလို့ရတယ်သမီးမကြီးပြန်ဝင်ပြီး late shake raises left now my wine chain နဲ့အတူပဲ rookie dd နေနဲ့ဘာမှမလုပ်ခင်ပါပဲ stand down သွားတယ်ဗျာဒါပေမဲ့ကြံနေခဲ့တဲ့ emergency goal line လေးကိုတော့ပြန်ပြီးတော့ပဲဖြတ်ထားနိုင်ခဲ့တယ်ဗျာ run ပေးလိုက်ရတယ်ဆိုပေမဲ့ goal line ပြန်ရခဲ့တဲ့အတိုင်းတော့ဒီကဘက်တော့ပလာနေဒီ low ပါတက်ပြပြလောက်ပါလား ာဒီဘလော့တောက်လျှောက်ပဲ၄ကောင်ကြားရဲဝင်ပြီးစပယ်တောက်လျှောက်ကိုတောင်းမိနေတဲ့နေသားတို့ကယိုရီပြန်ဖြတ်ဖို့တကြိုးစားနေတယ်ဆိုပြီးမလွယ်ဘူးဗျ UNS ဖြစ်နေတဲ့အတွက်ကြောင့်မလို့ UNS ကိုဒီဂိမ်းနံပါတ်1မှာရောဒီဂိမ်းနံပါတ်2မှာရောကိုထိမ့်ဖို့တော့အတော်လေးကို AI eSport ခက်ခဲနေရပါအဲ့ဒီနောက်မှာ၄ဂိမ်းဆိုတဲ့အရာမျိုးပါဆက်လက်ပြီးဆွဲသွားလို့မရတဲ့ AI eSport အနေနဲ့အားလေးအားသာချက်ကိုဆက်လက်ပြီးရအောင်ယူနိုင်မလားဆိုတော့ထက်ချီရအောင်ဗျာ Cherry Judy အနေနဲ့ကတော့လူမျိုးဗတယ်တွေတိုင်းမှာ free position ဖြစ်နေတဲ့အချက်ကို AI အနေနဲ့ဖြည့်ရှင်းနိုင်မှာသူတို့အနေနဲ့ဗတယ် server ပြီးတာနိုင်တဲ့အနေထားမှာတော့ရှိရပြန်ဟုတ်ဆိုရင် Cherry Judy ရဲ့သူ့ရဲ့ ရက်စတီတက်ဆိုနာတာတွေကိုတောက်လျှောက်ဆိုသူတို့ဘက်လိုင်းတွေကိုပြစ်ထည့်နေတဲ့တန်တွေကိုခံနေရတယ်ပေါ့နော်အဲ့ဒီအချက်တွေကိုတော့ AI ဘယ်လိုမျိုးဖြေရှင်းမလဲဆိုတော့ကြည့်ရမယ်ပြီးတော့အရှိမတန်တုံးကြီးတုံးရှိနေတယ်ဒီ frog ကိုလည်းဒီအချိန်မှာတော့ဖြေရှင်းရတာတော်တော်လေးကိုခက်ခဲနေရဗျာတန်တုံးကြီးဟုတ်တယ်ဒီ frog ကတုံးမှုဘယ်လိုပြောရမလဲ baby ပြီးတော့သူကဆွဲခေါ်တယ်နောက်ကနေပြီးတော့ avatar ကြောင့် seven call နဲ့ပြန်ပြီး frog ကိုထိုးထားတယ်ဆိုတော့ဒီချက်တွေပဲဗျာအဲ့ဒါပဲ AOG ဒါပေမဲ့တစ်ဖက်မှာ leader S white ဒီကြားမှာ rookie ဒီစချရတယ်ဗျာအဲ့ဒါပဲ yuri ကလည်းလော်နာမှာရောင်းနေနေပြီဒီ log က AI အတွက်ပဲပြန်ပြီးဖြစ်သွားမှာလားဆိုတော့ရလိုက်တယ်ဗျာ leader damage ဒီကြားမှာ lot ထရလိုက်နေတယ်ပဲနောက်တစ် hugi ထရရ တဲ့ကြိုးစားတယ်ဆိုမျိုးဒီဒီဘက်မှာလည်းပလာတင်ဘက်မှာလည်းဘောနော damage တွေရော spare gas တွေရောခြံနေခဲ့တဲ့အနေအထားတစ်ခုမှာတော့ထပ်ပြီးတော့မလုတော့ဘူးလောနဲ့ပဲပြန်ပြီးချိန်တက်လိုက်တယ်ဒါပေမဲ့ခြံနေခဲ့တဲ့ messy တကောင်နေနဲ့အိမ်ပြန်လန်းလေးရတော့မလှခဲ့ဘူးကြာဟုတ် sky bee ကသာ stack lane နဲ့ပဲဒါပါသွားခဲ့လို့တော့ပြောရမှာပဲအဲ့လိုမှမဟုတ်သေးဘူးဗျာပြန်တက်နိုင်ခဲ့မယ်ဆို profile ကသာရှိမယ်ဆိုရင်တော့ messy မစိုးဘူးဗောနော်တစ်ခါနေပြီး cherry jury ရော threat တော့လုံးနိုင်တယ်ဒါပေမဲ့ဒီအချိန်မှာတို့တို့အနေနဲ့ တော့ objective တက်လာတဲ့အချိန်မှာ Messi မရှိဘူးဆိုရင်အားတော့ AI အတွက်ကတော့အရင်ကတော့အထင်အားကြီးလို့ပြောလို့မရဘူးဆိုရင် Deep Rock ပြန်ပြီးရလိုက်တယ်ဆိုတော့ AI ဒီအချိန်မှာတော့သူရဲ့ high ground defense တကူတော့ high ground attack တကူတော့ပုံဖော်နိုင်မလားဆိုတော့ကြည့်ရမယ်ဗျ။အရင်ကောင်းတို့လာတဲ့ဒီ blow ကိုပါတေချာလေးပြန်ဖြတ်ထားနိုင်ခဲ့တဲ့ AI e-sport damage ကအတော်လေးကိုထွက်နေပြီလို့ပဲပြောရမှာပဲ။အဲ့တော့မှ first law ပါထက်ရထားတယ်။အဲ့ဒီအပြင်မှာဒီ first law timing တကူပါဒီ blow ကိုပါချိုးထားနိုင်ခဲ့တယ်ဆိုတော့အဲ့ဒီနောက်မှလည်းเนาะကျွန်တော်တို့ဒါ၅ကောင်လုံးထပ်မှန်ပြီးတော့ဒီ law နဲ့တူတက်လာခွင့်ရမှာဆိုတော့ mega lane ဒီဘက်လောက်တိကို defense law နဲ့တူ AI e-sport effort ပြန်ပြီး pressure တွေပေးထားနိုင်ပြီဒီ game number 2ကိုဒေချာလေးပြန်အနိုင်ရအောင်ယူပြီးတော့ကျွန်တော်တို့အားလုံးကို game number 3ဒီအရအောင်ဆွဲခေါ်သွားနိုင်မလားဆိုတော့ထက်ကြည့်ရအောင်ဗျာ ရော်ကီပလေးယာတွေပြောင်းလဲထားတဲ့အတိုင်းအတာတွေရတော့သူတို့အနေနဲ့ဒီ game နဲ့မကျူးကိုပြန်ပြီးတော့ bounce back ပြန်ပေါ်ပေါ်ထားပြီးတော့ပဲပရိသတ်တွေရေမှုယူသွားလိမ့်မယ်သူတို့မျောလင်းနေဒီဘက်မှာတော့ကျွန်တော် low objective ကိုတော့တပါရပဲပလာတင်အသေးအနေနဲ့ပြန်လည်ပြီးတော့ပဲ defend ဝါးခဲ့ပြီဗျဒီကတော့ damage output ပိုင်းမှာတော့အနည်းငယ်လိုအပ်ချက်ရှိနေရဆိုရင် AI အနေနဲ့အရင်ဝင်လုံးဆိုင်လို့တော့မရဘူးဒါပေမဲ့ event G နဲ့ Messi နဲ့ဆိုတော့ကောင်းကောင်းကြီးအလုပ်ဖြစ်ခဲ့မယ်ဆိုရင်တော့တစ်ခါက Cherry Jubilee ရဲ့ position ကတော်တော်လေးတော့ခက်ခဲသွားနိုင်တယ်ဗျ ဟုတ်တယ်အဲ့တော့ Black Dragon Fall Image ရဲ့ lane shift က damage တွေရှိနေတဲ့ကာလပတ်လုံးမှာတော့ AI Esports အနေနဲ့အဆင်ပြေနေအောင်မယ်လို့ထင်နေ Sherokee ပြန်ပြီးတော့ပေးထားရတယ်ဒါမှ3ပေါင်ဘူးသွားလို့အဲ့တော့မှလည်းကျွန်တော် image မှာ queen win နေပါလိရှိနေလို့အစားအစားနဲ့ပေါက်ဆက် damage ထွက်လာတာတော့တွေ့လာရပြီအဲ့တော့မှ avatar နဲ့ cherry cutie နေနေမှာပါဒီထက်ပိုပြီးတော့ damage ထွက်လာမယ်ဆိုတော့ AI နေနဲ့အခုလိုမျိုး attack game ကကောင်းကောင်းမွန်မွန်လုပ်လို့ရမှာတော့မဟုတ်တော့ဒီဘက်ထွက်နေနော်ဒီဘက်မှာတော့ leader ရဲ့ position ကအဓိက profile နေရဲ့ profile ဟုတ်တယ်ပထမပွဲမှာကျတော့ rookie dc ရဲ့ hair gun နဲ့တောက်လျှောက်ဆူဆူလိုက်ကြီးခံရတာတော့ platinum position ကရရင်ရော performance မထွက်ခါမထွက်သွားခဲ့ဘူးလို့ပြောရမှာပေါ့နော်ဒါပေမဲ့ဒီပွဲမှာကျတော့ leader အနေနဲ့သူ pa7 နဲ့တော်တော်လေးကိုတော့တွဲပေါ်မိနေတယ်ဒီကြားမှာ တယ်သူအနေနဲ့ hero k တွေရထားခဲ့တယ်ဆိုတော့ခုန air strike နှစ်ချက်နဲ့နေမှာ cherry jubilee ကသူတစ်ဝက်လောက်ကိုင်းသွားတယ်ဒါမျိုးကြောင့်နောက်ပိုင်း late game ပတယ်တွေကြာရင်တော့အဲ့လိုမျိုး damage output ပေးနိုင်မယ်ဆိုတော့မဆိုးဘူးဗျဒါပေမဲ့တစ်ဖက်မှာလည်း avatar ရဲ့ ccdn ကသွားပြီးရရှိနေသေးရဆိုတော့မိသားလို့တော့မရဘူးဒီ block သုံးဆန်အတိုင်းပဲတစ်ဖက်က information တွေလိုက်ပြီးတော့တင်ထားတဲ့ဂျာတဲ့ကလို sound claw even g တကယ်ပြီးတော့ favorite fighter နဲ့ကတော့ immune ထားသေးရဗျပတယ်တွေဖြစ်ဖို့အတွက်ကတော့နှစ်သိန်းလုံးအတွက်စောသေးတဲ့အချိန်ကာလတစ်ခုလို့တော့ပြောလို့ရပါတယ် messi stanley နဲ့ဒီ black dragon form နဲ့ cherry qt နဲ့ကိုပြေးကတ်တယ်ဆိုတော့ barda bucket ဒီဂျာတဲ့မှာ၄ဘောမှာနေမဲ့သူရအတော်လေးကိုကိုင်းသွားဗျနောက် share game တွေ တပီ EMG တောင်းချက်ကိုကန်နိုင်တွေတောင်းသွားတယ်ဗျာလိန်ရှိတ်ကလေးတော့ပြန်ပြီးတော့ဘေးထားနိုင်နေတယ်ဗျာအောက်အချက်မှာကျတော့ rookie dc resolite ရှိတယ်ဆိုတော့ဘာမှလုတ်ခွင့်မရခဲ့ဘူးနောက်မှာ bucket damage နေနေရလဲ leader တို့ yuri တို့ကရောက်မလာခဲ့ဘူးဆိုတော့ EMG နေနဲ့ပလိန်ကြီးပြန်ပြီးတော့ဘေးလိုက်ရပြီလို့ပဲပြောရမှာပဲ second တစ်ဝက်လောက်လိုသေးရဗျာ low objective dance ရင်တော့ platinum ဘက်ကနေပြီးကျင်းသေးပေါ့ကို dance လို့ရရဆိုတဲ့အနေအထားတစ်ခုဒါပေမဲ့သူတို့နေနဲ့ကလိန်ကတဲ့ရင်သွားလို့ပြီးတော့မှာပဲ low dollar dance တာတော့ပို့ပြီးတော့ကျင်းသေးမယ်ပေါ့နော် lane pressure နဲ့ la dance ကတဲ့ ai အတွက်ကတော့ရိုင်းတော့အဆင်ပြေမှာတော့မဟုတ်ဘူး မက်ဆီလောလောဆယ်မှာသူ့အတွက် Dominion Ice တွေပါပြီးွားခဲ့ပြီဆိုတော့ Aiden ပိုင်းခြားအရာတော့တဖြည်းဖြည်းနဲ့ပြည်တာခဲ့မှာဆိုရင်တော့ AI လည်းကောင်းကောင်းဘောင်းတိုးလို့ရတဲ့ပုံစံမျိုးကိုတော့ကျွန်တော်တွေ့ရမှာတော့ BS Airstrike တပီထောက်ထားရဖို့အတိတာ Airborne နဲ့သူ့ရဲ့ Airstrike ကတော့ပြတ်သွားခဲ့ရပြီဗျာတော်တော်လေးနှမျောဖို့ကောင်းတယ်လို့ပဲပြောရမှာပဲအဲ့နံပါတ်ပလာတွေပြန်ပြစ်တက်လာတယ်အဲ့နံပါတ်တော့ PA7 ဝိုင်းချက်ပြန်ပြီးတော့ပေးတယ်ဆိုမှ damage ပိုကောင်းနေခဲ့တဲ့ပလာတွေ PA7 ကိုပြန်ဖြတ်ထားရင်းနဲ့ပဲ gain number 1လို့တော့ပြန်ဖြတ်နေပြီဗျာဒါပေမဲ့လည်းတစ်ခါမှ leader damage ရှိနေတဲ့ lock ကိုလို့ရမှာမရလိုက်ဘူးဗျာ Messi အနေနဲ့လည်း Black Dragon ကို foul ကြီးကိုပလင်းကြီးပေးလိုက် ရတဲ့နောက်မှာပြန်ပြီးတော့တဖန်ပြတ်တက်လာတယ်ပလာတင်ရဲ့ attack နဲ့ဂျားတဲ့ဟိုတော့ပြန်ပြီးတော့ရောက်သွားခဲ့တဲ့ AI Sport defensive ကိုပြန်ပြီးလောရတော့မရှိတော့ကေယိုရီမတေယုံတမဲလေးပဲဗျ၃កောင်ပူးထားပြီးတော့ damage ခံထားတာတော့မပေါ့ဆိုင် damage ကအတော်လေးများနေတာကိုတွေ့ရပါပြီ damage foreman ပြန်လဲပြီးတော့ကြံသေးတဲ့အနေထားမှာ PA7 ပြန်ထွက်ဖို့အတွက်တော့ဆယ်ဆက်ကန်ဗျ AI မှာတော့မျောလင်းချက်တွေကတော့သွားပြီးတော့ရှိနေသေးတယ်ဒါပေမဲ့ဒီပွဲရှုံးသွားခဲ့မယ်ဆိုရင်တော့ lower bracket ကလည်းသွားပြီးတော့ရှိနေသေးရဲ့ဗျဒါပေမဲ့လည်းပဲလူမျိုးကျွန်တော်တို့ standing point ဆိုတဲ့အရာတစ်ခုကိုလူမျိုး high ground defensive တစ်ခုမှာတော့ AI အသေးအနေနဲ့ပြန်လဲပြီးတော့ပုံ ေါ်နိုင်မလားဆိုတော့ကြည့်ရမယ်သူအရှိမရှိနေရယ် speckers တွေကလည်းကျွန်တော်မေးထားလို့မရဘူးဗျာအဓိက yuri ဒါသူအဲ့လိုပြစ်ခုတ် position လေးတစ်ခုရာဝါခဲ့မယ်သူရဲ့ damage ကိုသာချပြနိုင်ခဲ့မယ်ဆိုတော့မစိုးဘူးဗျာလောစီက yuri ရဲ့ win တိုးလို့မရဘူးဖြစ်နေတယ်ဟုတ်တယ်အဓိကလည်းအခုမှ image yuri တွဲလုံးလေးကအခုမှပဲပြန်ပြီးတော့ရောက်လာခဲ့တာဆိုတော့နည်းနည်းเนาะကျွန်တော်တို့ဒါ combo bind လေးတွေလိုချင်ရှိနေခဲ့တဲ့ AI e-sport အနေနဲ့တော့ဒါဘယ်လိုပြောရမလဲ team fight bind နေမှာတော့နည်းနည်းလေးတကူးနဲ့တကူးနဲ့ပေါ့เนาะနားလည်းမှုလေးတွေလိုချင်ရှိနေရလို့ပဲပြောရမှာပဲအဲ့ချိန်မှာကျတော့တစ်ပတ်မှာကျတော့ပလာနေမှာပေါက်ဆာကျတော့နည်းနည်းရောက်တာကြာနေတယ်သူတွေစုပဲမှုလေးကပိုကောင်းနေခဲ့တော့အဲ့အစု ွဲတွေအစုပွဲတွေပြီးတော့ AI Esports ရဲ့အရင် player holiday တွေပြန်ပြီးရောက်လာခဲ့တယ်ဆိုတဲ့နောက်မှာဒီ Platinum နဲ့ AI Esports လဲလဲကူကူနဲ့တော့ solo လို့တော့မရနိုင်ခဲ့ဘူးနော် Great damage တွေက vantage လောက်ပြီးတော့ Platinum အသင်းအနေနဲ့ high ground တက်ဖို့အတွက်ကတော့ကြိုးစားနေဒီ block တောင်းဆောက်သူ့ body block ထားတဲ့နေသားတစ်ခုတည်းမှာ event ကြီးတောင်းဆောက်သူ့ front line ကိုထိုးပေးလိုက်ဆိုရင်မလဲ channel game ကြီးချလည်းမယူဘူးအရင်ဆုံးတော့ပေးလိုက်ရပြီဗျာ Rookie Dizzy and Baby ကတော်တော်လေးကိုကောင်းသွားရင်လည်းမယူဘူး down သွားတဲ့ပတဲတစ်ခုမှာနောက်မှာ live boy အနေနဲ့ PA7 မှာထပ်ပါသွားရပြီဗျပြန်ကျသွားတာဆိုလို့ Rookie Dizzy တကောင်မဲကြံတာဆိုတော့ကြောက်လေ Platinum နဲ့အတော်လေးကိုတန်တဲ့ပတဲတစ်ခုကိုထိရလိုက်တယ်လို့ပဲပြော မှာပဲအဲ့နောက်မှာတော့ damage data လည်းမရှိဘူးဘယ်တက်ကိုတို့လာတကောင်လည်းမရှိဘူးဆိုတော့ diner တကူကိုအကွင်ကောင်းယူမဲ့ blast တင်ဒီမဲက lane တွေမှာတခါလေး tank ချိုးသွားမလားဆိုတော့တက်ကြည့်ရမယ်ဗျာ creep wave က3 wave ကိုတခါလေး tank ဝင်ပါပါ lane pressure ဒါပေမဲ့ fighter နေအောင်နဲ့ long range တယောက်ရှိနေသေးတယ်ဆိုတော့အသာချက်တစ်ခုအောင်ရှိနေသေးတယ် air strike ပြန်ပြီးလုံထားရဆိုမလို့ ps yeah okay creep lane ကိုတော့သွားပြီးတော့ buy လိုက်ရဆိုရင်နောက်မှာတော့လွတ်သွားခဲ့တာတော့အဒီတာတော့ဖြစ်နေခဲ့တယ်ဗျာဒါပေမဲ့တစ်ဖက်မှာတော့ဒီ block တောက်ဆောက်ဆိုလို့နှောက်ထားရဂျာတယ်မဲ့ event team messy ပြန်လည်းပြီးတော့ control ပို့တော့စူးစမ်းနေပါသေးတယ် share okay တော်တော်လေးကိုကောင်းတယ်ဆိုပြီး creep ကိုသွားဖိုင်းလိုက်တဲ့နေတာတစ်ခုမှာတော့ creep နေတဲ့ leader ရ está libro, qué vale, ¿Qué vamos a ver, ¿no? no. အကယ်၍အဲ့နားမှာခရစ်မရှိဘူးဆိုရင်တော့လီဒါအနေနဲ့ဂျိန်းနေပေါ့ကိုဟီယိုကီပေးရနိုင်ကြီးတော့ရှိတယ်ဒါပေမဲ့တရားတော့ကျွန်တော်တို့ကန်ကြီးခွဲတူအလုပ်ပဲပေါ့နော်ဒါပေမဲ့ဝင်ထွက်လာမဲ့တိုင်ပင်နဲ့လီဒါအနေနဲ့ဝင်းမိုင်ဝင်းနဲ့ပြန်ပြီးဖောဘက်သွားတဲ့တိုင်ပင်လေးနဲ့ကွက်တိပြီးတော့သွားကြနေရယ်ဒါပေမဲ့ဟီယိုကီလေးပေးထားရတယ်ဆိုပေမဲ့လို့ခုချိန်ထိဘီကတလိမ့်မှမပေးရသေးဘူးဗျာအေးဟုတ်တယ် second lot ပြန်ပြီးတော့ပေးထားရတယ်နော်နောက်တတိနောက်ကတဲမှာလဲ 3K အသာစီးနဲ့ပြန်ပြီးဟီယိုကီမှာလဲအသာစီးပြန်ပြီးတော့ပေးထားရတယ်ဆိုပေမဲ့မဂသုံးလေးကိုတော့မရရအောင်တော့ defend ထားနိုင်သေးတယ်ဗျာဒါပေမဲ့ဒါပေမဲ့တစားစားနဲ့ပြန်ပြီးတော့အားကောင်းလာခဲ့တဲ့ပလာဒီရဲ့ကွန်ဘိုတွေဂျားထဲမှာလိတ်ကင်းရမှာ ပြီးတော့ရောင်းရင်အားကောင်းနိုင်တဲ့ပလာတင် draft ကို AI eSport ဘယ်လိုမျိုးပြန်ပြီးရှင်းပါလဲဒီခုစီ late game เนาะကျွန်တော်ကတော့ချာ late game နဲ့အပြင် UNS late game မှာထပ်မံပြီးတော့ Gradian late game damage အများကြီးများနေတယ်ဒါပေမဲ့လောဆယ်ရန်ကောင်းတိုးလာတဲ့ဒီဘလော့ကိုတော့ငောင်းပေါင်းပြီးတော့ပြန်ပြတ်ထားရပါသေးတယ်ဒီကတော့ဘယ်လိုဆက်လက်မှာညှပ်ဖို့အတွက်စဉ်းစားလိုက်တယ်ဆိုပြီးမျိုး rookie DC ဒါ AOG timing နဲ့တစ်ဖက်ကနေပြီးတော့ deploy ဝင်လိုက်တဲ့ timing နဲ့လည်းငယ်လွဲချော်မှုရှိသွားတဲ့ပုံစံမျိုးလေးကိုတွေ့ရတယ်ဗျ tragic ဖြစ်သွားတဲ့အချိန်မှာတော့ Paladin နယ်လီယာတော့ Lord Battle Lord Fight တခုမှတော့အားလင်းချက်တခုကတော့ဖြစ်သွားခဲ့ပြီဗျ lower hand ရောက်သွားခဲ့တဲ့အလျောက်မှာ AI အနေနဲ့ဒီရာသီတန်းနင်းပွိုင်းတစ်ခုကိုဖန်တီးနိုင်မလားဆိုတော့ကြည့်ရမယ် Dragon Ball Front Line ထဲမှာကောင်းကောင်းကြီး control ထားတဲ့အလေးက Platin ဝင်တိုးလာဖို့အတွက်ကတော့လုံးဝမလွယ်တော့ဘူး။ Oh အဲ့နောက်မှာတော့နောက်တဲ့ Low အနေနဲ့ Low ပါဆက်လက်ပြီးတော့ရရှိထားရင်းနဲ့ပဲ AI eSport ဒီတတိယအချိန်မှာ development ရှိတဲ့နေသားတစ်ခုကိုတေချာလေးခွင့်ကောင်းယူထားတယ်။5 vs 4ဆိုတဲ့အနေထောက်တေချာလေးခွင့်ကောင်းယူထားရင်းနဲ့ပဲတကယ် damage များတဲ့ HP များတဲ့ Tat Low ကိုတော့ AI eSport ပြန်ပြီးပိုင်ဆိုင်သွားခဲ့ပြီဖြစ်ပါတယ်။ Second Low ကိုလည်း Mega 3လေးမပေးရဘဲနဲ့အကောင်းဆုံး defend ထားနိုင်နေတယ်ပဲဒီ Tat Low မှာလည်း UK အချချုံမရှိထပ်တန်း5 vs 5កောင်လို့အပြည့်ဝ ါသူတက်တက်လက်နိုင်ငံတာဖြစ်တဲ့အတွက်ကြောင့်မလို့ဒီပွဲရဲ့အနိုင်ပွဲကိုပြန်လည်ပြည့်ရရှိဖို့အတွက် AI eSport မှာလည်းရာဂိုင်းတို့နဲ့ပြန်များနေပြီလို့ပဲပြောမှာ။ PS ကတော့ VOD ပါပြီးွားခဲ့ပြီ။ Avatar လည်းတပိုင်းကလေးတွေပါပါလာခဲ့ပြီဆိုတော့ Platin ရဲ့ High Ground Defense ကြီးကလည်းကြောက်ဖို့တော့ကောင်းပါဗျာနော်။ Long range damage တွေနဲ့ Sunwing Claw combination တွေကသွားပြီးရရှိမယ်။ Double Kick သွားပြီး Equality ဖြစ်နေတဲ့ပွဲတစ်ပွဲနှစ်သင်းလုံးကတော့ Bat 2သွားပြီးမျှနေတဲ့ပွဲတစ်ပွဲမှာတော့ High Ground Defense တွေကတော့အပြန်အလှန်တော့ကြီးနေရသေးတယ်။ဆက်ပြီးတော့ Defense ကြီးဝေပြီးတိုက်ထားရချားတယ်မလို့မီးကတလေးစပြီးတော့ AI ဖွင့်ဖို့အတွက်ကတော့လုံနေပါပြီ။တကယ်ပဲဗောနော်ဒီ game နံပါတ်2ကို AI eSport ပြန်နိုင်သွားခဲ့မယ် ဆိုတော့နောက်ပွဲမှာဘလာဒီနဲ့ဖာဆာကိုဘန်ဖို့တော့ကတော့အသေးစားပဲဗျာနော်ဖာဆာအဲ့ဒီနှစ်ချောင်းနဲ့တောင်မှ damage အတော်လေးကိုကောင်းတယ်အဲ့ဒီနောက်မှာဒီတပူကောင်းတဲ့ item လေးကိုဆက်မှတ်ပြီးရရှိထားခဲ့တဲ့ leader ရဲ့ဖာဆာတော့ဒီပွဲမှာ KD အမြင့်ဆုံးပါပဲဘာပြေနောက်လို့များတဲ့ပုံစံမျိုးလားပြေယူပြေပြီးအင်းနာကျွန်တော်ဖာထားရောင်းတော့ရုံထွက်ထားသေးတယ်ဆိုရင်တော့ Tottenham Champion 7 Women Trainer ကျွန်မ AOG Combination Rookie DG ရောင်းတော့လုံပေးထားပါသေးတယ် Number 10 Quick Claw Impact နဲ့ဒီမှာနောက်မှာ Bowser ထပ်ပြီးရောင်းလိုက်နေပြီ Image Lane Shake ကပြန်ပေးတယ်နောက်မှာ Leader Stand ကြီးဈာတယ်မှာ Deep Lot ထပ်ဝင်ဖို့တော့ကြိုးစားနေတယ် Rookie DG 弟弟，我做麦子。 ီအတွေ့အတော်လေးကိုကိုင်းသွားပြီဝေတိုက်တာလေးစိုးလေးကတော်လေးကိုကောင်းသွားပြီလီဒါစတန်လေးကကောင်းသွားလို့ဒီဘလော့နေနဲ့ပြန်တော့ဒေါင်းနေပြန်အဲ့တော့ PS ပြန်အရောက်ရှယ်ကေးထပ်ပေးထားတဲ့နေသားတစ်ခုမှတော့ PS7 အနေနဲ့အင်မတော်ပြန်ပြုတ်တယ်ပြန်ပြန်အထမှတော့ဒီဘလော့ Iron Age နေနဲ့သူလိုက်ပုတ်တယ်ဆိုပေမဲ့ UK ကတော့မရဘူးဗျအဲ့တော့တစ်ဖက်မှာ Yuri ပြန်အရောက်မှတော့ပြန်ပြီးတော့ဒီဘလော့ပေးလိုက်ရရင်ဒီ game number 3တို့တော့မရရအောင်ကို AI Esports ကျွန်တော်တို့အားလုံးအတွက်ဆွဲခေါ်သွားအောင်မှာပဲဖြစ်ပါတယ်ဘလာဒင်အတင်းအရှိကိုအရန်မဲပြီးလိုက်နေတဲ့အချိန်မှာအလီဒါအနေနဲ့ကတော့ပြန်ပတ်လာပြီးတော့ air strike ထောက်လိုက်တာဘလို့မှသူတို့အနေနဲ့ link up play လို့မရတဲ့ပုံစံမျိုးက တော့သွားပြီးဖြစ်သွားခဲ့ရဆိုတော့ AI ဘာတွေများအသုံးချနိုင်မလဲပြန်ပြီးတော့ပေါ်လာဖို့အတွက် response time 15စက္ကန့်လောက်ရှိနေသေးရဆိုတဲ့အချိန်မှာဒီ Cree Wave နဲ့အတူဒီ Game Number 2ကိုအဆုံးသတ်နိုင်မလားဆိုတော့ကြည့်ရမယ်ဗျာ Legion ရောက်လာတယ်ဆိုပြီး Fire ရဲ့ damage ကပိုကောင်းနေခဲ့တဲ့နေသားတို့ကမှအဲ့ Lowry damage တွေနဲ့အတူပဲ Paladin ကိုထပ်ဖိထားရင်းနဲ့ Low End နေတဲ့ Mega တလင်းနဲ့အတူနောက်တစ်ချိန်ရှိနေတဲ့ Mega Lane တွေကိုပါထည့်ယူဖို့တော့ AI eSport စ조사နေပြီပဲဖြစ်ပါတယ်နောက်တစ် Cree Wave 3အုံးနဲ့အတူတန်ရှိနေတဲ့ Cree Wave လေးနဲ့အတူနောက်တစ်ချိန်ရှိနေတဲ့ Mega Lane တွေကိုဆက်လက်ပြီးတော့ယူဖို့တော့စ조사နေဆိုပြီး၄ဘုံမာနေမယ် damage တွေ Paladin ပေးထားတဲ့ damage တွေကြားထဲမှာတော့ မက်ဆီအတော်လေးကိုသွေးကိုင်းသွားတာဗျာ။အားဝင်လို့တော့မရဘူး။ဝင်လို့တော့မဟုတ်ဘူးပေါ့နော်။ဝင်လို့ရသားလို့တစ်ချက်လောက်တော့လာပြီးတော့ချိန်လိုက်တာ။ဒါပေမဲ့တော်လေးကိုပြင်းထန်တဲ့ damage တွေခံစားလိုက်ရတယ်ဆိုတော့နောက်မှာပြန် force back ပြီးတော့ပဲကျွန်တော် lock objective ယူလိုက်တာကောင်းပါရဲ့လို့တော့ပြန်ပြီးသွေးလိုက်တယ်ဗျာနော်။ AI နေနဲ့ကဒီအချိန်မှာလုံးဝအမှားခံမှာမရဘူး။ဒါတို့ရဲ့ဒါလုံးဝ match point ပဲဗျာနော်။ဒီပွဲရှုံးသွားမယ်ဆိုရင်တော့တို့အနေနဲ့ lower bracket ကိုဆင်းသွားမှာဖြစ်တယ်။အဲ့တော့ဒီပွဲစဉ်ကတော့လုံးဝချိန်နေပေါ့ကိုတော့အမှားပါလို့တော့မရအောင်ဒါပေမဲ့ platin အသေးနေနေရတယ်ရရှိထားတဲ့အခွင့်အရေးကိုတော့အဆုံးရှုံးခံလိမ့်မယ်လို့တော့မထင်ဘူးဗျာ။ဒီ game နဲ့မတူတာတကယ်ကိုအသက်ဖြစ်နေပြီဗျာနော်။ က်တဲ့ဒီဂိမ်းနံပါတ်2မှာဒါဆက်လက်ပြီးအနိုင်ရရှိသွားမယ်ဆိုဒူးစီးနဲ့အတူနောက်တဲ့နေရာတစ်ခုနောက်တဲ့ bracket တစ်ခုကိုလည်းအေးစစ်စစ်တက်လန်းခွင့်ရမှာဆိုတော့ဂိမ်းသူတွေမျိုးပွဲကြီးမျိုးယူတော့ဘယ်သူမှတော့သွားကျင်မှာမဟုတ်ဒူးစီးနဲ့ဖြတ်လို့ရတဲ့နေသားတစ်ခုမှာတော့ဖြတ်မှာပဲပေါ့နော်ရောက်တော့ဒီကလေသွားပြီးတော့ပြနေတာဒီပွဲကတော့ကျွန်တော်တို့ဘယ်နဲ့ဆက်ရတာဝါးတဲ့အသေးကတော့နိုင်ပါပဲ low objective AI စတင်ပြီးတော့ trade trade ကြီးဗျ။ဘက်ကနေပြီးတော့ backline ပြန်ပတ်လာမယ်ဆိုတော့ damage တွေလည်းရှိသေးရယ်ဆိုတော့တို့အနေနဲ့ lot damage တစ်ခုကိုတော့စတင်ပြီးတော့ evading တော့လောက်တော့လုံနေပြီ။ဒီဘက်ကနေပြီးတော့ plating အသင်းအနေနဲ့ AI ရဲ့ sticky form တစ်ခုကိုဘယ်လိုမျိုးခြေဖြတ်ပြမလဲဆိုတော့စိတ်ဝင်စားဖို့တော့ကောင်းတယ်ဗျ။ဟုတ်တယ်။ဒီ lot ဒီ၄ချိန်မြောက် lot ကြီးပဲဖြစ်ပါတယ်။အဲ့တော့ရှေ့ဒီတက် lot အပြီးမှာတော့ AI နေနဲ့ lot ၂ချိန်တော့ရထားတယ်။အဲ့မဲ့ဒီဘက်မှာလည်း plating lot ၂ချိန်ရထားတဲ့နေသားတစ်ခုမှာ mega pressure တွေပြပေးထားနိုင်ခဲ့တယ်ဗျ။အဲ့တော့ဒီတစ်ခါဒီ၄ချိန်မြောက် lot တော့ဘယ်အသင်းကပြန်ပြီးရရှိသွားမလဲ။ရသွားတဲ့အသင်းကတစ်ခါလေးပွဲအံ့နိုင်ခွင့်မှာရမယ်နေသားဗျ။အေးခွင့်ရုပ်တိတိကျကျနားလ ဲ့ဒါတွေအရင် e-sport လိုအပ်နေတဲ့လော့တော့တန်းပြေးပြီးတော့ယူပြီဗျာချိန်လုံးဝမစွဲပါဘူး and my AOG တန်းပြေးဝင်ဖို့တကြိုးစားတဲ့ Rookie Tizi အတော်လေးကိုလွဲသွားပြီလို့ပဲပြောရမှာပဲ AI e-sport လိုအပ်နေတဲ့လော့နဲ့တူ Yuki အချရှုံးမရှိဘဲနဲ့နောက်တက်တဲ့ချိန်၄ချိန်မြောက်လော့နဲ့တူ5 man တက်လာခွင့်ရအောင်မှာပဲဖြစ်ပါတယ်ရောစက်တီးပေးလိုက်ရတယ်ဆိုရင်လည်းကောင်းလာတက်ပြန်ပြီးတော့ဖန်တီးဖို့စူးစမ်းနေရဆိုရယ် Paladin ဒီချိန်မှာတော့ကြီးမားမှုတွေပေးဆန်းမှုတွေရှိနေပြီလားဆိုတော့ကြည့်ရမယ် Player က Ultimate တတော်နဲ့ Chat နှမျောဖို့တော့ကောင်းတယ်ဗျာအဓိကလည်းနောက်က Teammate တွေနဲ့ Heli Connection လွဲသွားတဲ့ပုံစံမျိုးကိုတွေးရတယ်ပေါ့နော်အဲ့တော့ Flicker နောင်းနေချက်ကတော့ဂျိန်းသူပေါက်ကတော့ high ground ပတဲ့မှာပါလာမှာတော့မဟုတ်တော့ဘူး။တော်တော်နှမျောဖို့ကောင်းတယ်။အဲ့တော့မက်ဆီမာလင်း black dragon ကို foul လည်းမရှိဘူးဆိုတော့ black dragon foul အဒီ wild champ champ တွေနောက်တော့ air strike တွေမရှိဘူးနောက်တော့ laser ကြီးတွေမရှိဘူးဆိုတော့ဒိုင်းနာတကူမှာတော့ဒီ lot နဲ့ပွဲအံ့ဖို့အတွက်အဆင်ပြေပါမလားဆိုတော့ထက်ကြည့်ရအောင်ပဲဗျ။အဲ့ချိန်မှာလည်း defense မဲ့အားမှာပြန်ပြီးကြည့်မယ်ဆို charity ကို KD ကလုံးဝမနေနေဘူး။1 1နောက်မှ Vada လည်း damage ရှိနေသေးတယ်။သူတို့ air strike ကိုတော့ရှောင်နိုင်ရင်အဲ့နှစ်ယောက်စီကနေ output damage ကအတော်လေးကိုများလာမှာဆိုတော့ကြာလေ။အဲ့တော့ air strike လုံးဝခွင်းလို့မရအောင် Ricky DC develop လောက်ထားနိုင်မယ်ဆိုရင်တော့ဒီ lot ကိုလည်း ဲပလာဒင်အေးအေးဆေးဆေးလေးနဲ့တော့ defend လို့ရအောင်မှာပဲဖြစ်ပါတယ်ဒါပေမဲ့ lockout ကြီးကတော့အားတော်တော်လေးကိုတော့ကောင်းနေဗျာနော် AI အသေးနေနဲ့ဘယ်လောက်ထိ advantage ယူနိုင်မလဲဆိုတော့ကြည့်ရမယ် deploy rocket easy front line နဲ့မှချန်ရန်ထိုင်းနေပဲနောက်ကနေပြီးတော့ကျွန်တော် avatar နေနဲ့ zone နေဘယ်လောက်ထိထားနိုင်မလဲဆိုတော့ကြည့်ရမယ် PS အလီဒါတို့ပြေးပြီးအိမ်းလာဗျာ question တို့လွဲချုံမှုလေးရှိသွားရဲ့ဆိုတော့သူတို့အနေနဲ့ကောင်းတာအတက်လုံးဖို့အတွက်ကောင်းနေနေစဉ်းစားအောင်မယ်โอ้ extra တော်တော်ကြီးတော့စိတ်နေဗျာ cherry chutney immortal swap ပြန်ပြီးလုံထားရဲ့ကျွန်တော် ps share okay win ပြီးပေးလိုက်ဆိုရင်တော့တကောင်းမပြတ်ဖို့အတွက်ကောင်းမရှိပါဘူး share တို့လေးတော့လက်လက်ပပလေးတော့ပြင်ပြီးသုံးထားနိုင်တယ်ဒါပေမဲ့ share okay ကတော့ damage ကဘလုံးမတော့မဝင်သေးဗျာဒီကတစ်ဖက်က armor လေးပြန်များလာပြီပြီးတော့နှကောင်ကိုလည်းပူးပူးပြီးတော့ဒီ share okay ကိုမျှပြီးခံပေးနေရဲဆိုတော့ကြာလေ ps share okay လေးကတော့နည်းနည်းလေးနော်နောက်ပိုင်းတော့စဉ်းစားလိုက်ရပါပဲတကောင်လေးကိုပဲ single target ထားပြီးတော့ပိုင်းနိုင်ရင်တော့အကောင်းဆုံးပဲပေါ့နော်အဲ့တော့ legging တစ်ချက်ကြရင်တော့ ော့အဲ Shadow Gate ကလည်းအများကြီးနဲ့သူအဲနှစ်ကောင်လုံးပူးနေလေအဲနှစ်ကောင်လုံးပြန်ဖြတ်သွားနေတယ် damage ရှိတယ်ဆိုတော့ချက်တော့စောင့်ကြည့်ရအောင်မယ်လောလောဆယ်တော့ဒီ၄ချိန်မြောက်လောက်ပါ plat တဲ့နေတိတိချာချာလေး defend ထားနိုင်နေရဲ့ဗျာတပတ်ကဝင်လာတဲ့ air strike တွေ black dragon form လေးကိုလည်းတိတိချာချာလေး defend ထားနိုင်နေနေပဲမကတလင်းလောက်ပဲပေးထားတာအတော်လေးကို defend အားကောင်းနေခဲ့တဲ့ plat တဲ့နောက်တဲ့ဒီ၄ game ကိုပါဆက်လက်ပြီးဆွဲကောင်းသွားနိုင်မလားထပ်မံပြီးကျွန်တော်စောင့်ကြည့်ရပါဦးမယ်ဒါပေမဲ့ကျွန်တော်အဲ့လိုမျိုး ဘယ်တဲ့ဆိုင်မယ်ဆိုရင်တော့မိကတလိမ့်ပေးထားရတယ်ဆိုတော့ impact ကတော့နဲနော်နော်မဟုတ်ဘူးဟုတ်တယ်တော့နေလို့ main main game တွေပါလေ AI ဘက်ကနေပြ pressure တွေတောက်လျှောက်ပေးလို့ရတယ်သူတို့ lane lane တွေလှုပ်ပြီးတော့ objective 5တွေပါဒီမှာအသာစီရောက်လို့ရတယ်ဆိုတော့အချက်တရလည်းတွားပြီးတော့ရှေ့နေသေးတယ်ဆိုတော့ platinum အသင်းအနေနဲ့သူတို့ရဲ့ဘယ်တဲ့ setup တွေကလည်းအများကြီးပြင်ဆင်ထားမှတော့ရမယ်ဗျာ again early game မှာသူတို့တာထားတယ်ဆိုရင်တော့သူတို့ရဲ့ဘယ်တဲ့ setup plan ကတော့တခုပါဒါပေမဲ့ဒီအချိန်မှာတော့သူတို့အနေနဲ့မိကတလိမ့်ပေးထားရတယ်ဆိုတဲ့အတွက်ကြောင့်သူတို့အနေနဲ့ဘသူ့အရင်ဆုံးပြေးကြည့်မလဲ PS ကတော့တောက်လျှောက်ဆိုသူတို့ leader ရဲ့ position ကိုလိုက်ရှာတာဗျာဟုတ်တယ် leader position ဖြတ်မှာပါ ယ်ပလာတင်ကလည်းတောက်လျှောက်ဘတေကလည်းတာမှာဆိုကြလေကဲပြောင်းဆိုရင်းနဲ့ပဲဒီနေ့ရဲ့နောက်ဒီနေ့ရဲ့အကြာရှည်ဆုံးသောပွဲနေတဲ့ပွဲနောက်ငါးချိန်မြောက်လော့အီးစီကိုတော့ဒီနှစ်တင်းဦးတီလာခဲ့ပြီဖြစ်ပါတယ်ဒီငါးချိန်မြောက်လော့မှာတော့ပလာတင်ကပဲပြင်ပြီးတော့ယူသွားနိုင်မှာဒါမှမဟုတ် AI eSport ပဲထုံးတဲ့အတိုင်းပဲပြင်ယူသွားနိုင်မလားဆိုတော့တက်ကြည့်ရမယ်ဗျာလောလောဆယ်တော့ဒီဘလော့စီက spare တွေတော်တော်များများတော့ရလာတယ်ဒီဘလော့တော့အရင်ဆုံးတော့ spare တော့တောင်းသွားပဲဒါမှမဟုတ်သူကိုယ်တိုင် spare တော့ပြန်ကုန်သွားရဲ့ဗျာနော်ဒီကတော့ကျွန်တော် AI နဲ့နှက်တော့နှက်သွားပြီပေါ့နော် ဝင်လာသမျှကောင်တွေကိုတော့ရှိသမျှဒါ spec s တွေအများကြီးတော့ပေးမနေတော့ဘူး။ဒါဝင်လာသမျှလူတန်းအောင်လည်းအကုန်လုံးပုံပြီးလည်းချစ်မနေတော့ဘူးလေ။ဘောတရားမျိုးတော့ပါသွားပြီးတက်ရောက်နေတယ်နော်။တော့ဒီ AI သေးနေနေရော Lord Dance ခုစတင်ပြီးတော့ပဲ try နေပြီ။အားချိန်မြောက် Lord ဆိုတဲ့အတွက်ကြောင့် Lord ရဲ့ force advantage တွေကတော့အများကြီးပဲ။အဲ့တော့ Flooding အသေးနေနေဒီလောက်ကိုချစ်ချစ်ပြူပြူပဲပေးမလား။သူတို့အနေနဲ့ခေါင်းလာတိုးဖို့အတွက်အကြံများရှိမလားဆိုတော့ကြည့်ရမယ်။ PSD ကွက် share room ရှိနေရဆိုတဲ့အချက်ကြောင့် share room key နဲ့ရတယ် review ပေါ့လို့ရတယ်ဆိုတဲ့အချက်ကြောင့်တော့ကျွန်တော်နည်းနည်းဒါ Yuri ရဲ့ရည်စံရှင်းထက်ကတော့ပို့ပြီးတော့ risk ယူလို့ရတယ်ဟမ် enemy Yuri လစ်တစည်းနဲ့သူပြန်ဝင်ထားရတယ်ဗျာ enemy AOG နဲ့သူ share room key နောက်မှ redistribution ရ Yuri ပြန်ရတိုင်းနဲ့တစ်ပတ်မှလည်းပြေးဆဲမချက်ပြီးကြားတယ်မချက်ပြီးဒီ damage ပေးလို့မရလီဒါ SYD နဲ့သူမက်ဆီထပ်အတိုင်းမှာတော့ cherry cutie crown ဘာညာပြန်ခဲထားသူ၃កောင်ဘူး၄កောင်အပူးမှာတော့ဘလို့မှပြန်ပြန်မခံနိုင်ဘူးပြောက်စားပြန်ဖို့တော့စ조사ရတယ်မလီဒါဆဲနေကြားတယ်ဘလို့မှမကန်တော့ပါတာပါပြန်လည်း down သွားရင်းနဲ့ဘယ် game နဲ့မ ်သရီးဟာတကယ်ကိုတေချာနေနေပဲလီဒါဝင်းမဝင်းနဲ့တစ်ထပ်ဝင်နိုင်ပဲနောက်ဆုံးသရုံးကိုအပိုင်ရိုက်ခွဲနေနေပဲတကယ်ကောင်းတဲ့ match တစ်ခုဟာတော့ဒူးစင်းနဲ့မပြတ်သွားနေပဲ game number 3ကျွန်တော်အားလုံးဆက်လက်ပြီးတော့ကြည့်အောင်မှာပဲဖြစ်ပါရဲ့ဟဲ့နော်ကျွန်တော်